ဖုန်းထဲမှာမှတ်ထားတဲ့ contact တွေဖုန်းနံပါတ်တွေကိုတခြားဖုန်းတွေကိုပြောင်းခြင်းတဲ့အခါမှာဒီနီလန်လေးတိုင်းလှူဆောင်ပေးလို့ရပါတယ်။အဲ့တော့ရင်ဆုံးကျွန်တော်တို့ application တစ်ခုတော့လိုအပ်မှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီ Play Store ထဲကိုသွားလိုက်မယ်။သွားပြီးတော့ကျွန်တော်တို့ဒီ Play Store မှာ MC Backup ဆိုရဲကျွန်တော်တို့ app လေးကို download လုပ်လိုက်ပါ။ ကျွန်တော်ဒီမှာ MC Backup ဆိုရဲဒီမှာ application လေးရှိလိုက်မယ်သူ့ကိုကျွန်တော်အရင်ဆုံး install လုပ်ပေးလိုက်ပါပြီးတော့ရင်ကျွန်တော်ဒီမှာ open ဆိုလေးကိုနေလိုက်မယ်ပါဒီနေရာမှာသူကဒီ application လေးကကျွန်တော်တို့ permission လာတောင်းနေပေါ့နော်ကိုယ့်ရဲ့ contact တွေကို access လုပ်ပြင်ပေးมาလာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ contact တွေကိုကျွန်တော်တို့က backup လုပ်มาတဲ့အတွက် allow ဆိုလေးကိုနေပြီးတော့ နေပေးလိုက်ပါနော်။အဲဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိရဲ့ contact ရေးတွေ့ဖို့သူကဒီမှာတခါတည်းပြပေးနေတယ်။ပြီးရင်ဒီမှာ backup ဆိုတာလည်းနေလိုက်မယ်။ဟုတ်ကဲ့ဒါဆိုရင်သူ backup လုပ်တာပြီးသွားပြီပြီးရင်တော့ send send လုပ်တဲ့နေရာမှာကျွန်တော်တို့ကပါဠိရွေးပေးရမယ်ဆိုရင် bluetooth ဆိုတာလေးကိုရွေးပြီးတော့တစ်ဖက်ပုံကိုလက်ခံမဲ့ပုံကိုပို့มาပါနော်အဲဒီနေရာမှာကျွန်တော်တို့ကဖုန်းနှလုံးသုံးမှာကျွန်တော်တို့ bluetooth ကိုပံ့ထားပေးဖို့လိုပါတယ် အဲ့တော့ကျွန်တော်ဒီကနေ့ bluetooth ကိုရွေးလိုက်မယ်။ဟိုဘက်ဖုန်းမှာလည်းကျွန်တော်တို့က bluetooth ကို online ပဲပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီ select device ကအောက်မှာကိုလက်ခံမဲ့ဖုန်းလေးပေါ်လာလိုက်မယ်။ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ rim ဆိုတာလေးကိုနေလိုက်မယ်။ Okay ဒါဆိုရင်တော့ကျွန်တော်တို့တစ်ဖက်ဖုန်းမှာဒီလိုမျိုးလေးသွားပေါ်လိုက်မယ်ပေါ့နော်။အဲအဲ့မှာကျွန်တော်တို့ accept ဆိုတာလေးနှိပ်ပေးပြီးတော့ကျွန်တော်တို့ဒီ contact file ကိုဒါ receive လုပ်လို့ရတယ်။ โอเคဒါဆိုရင်ကျွန်တော်တို့ဒီ file လေးကိုဒီမှာ CV လုံးရ create ရလဲမယ်ဒီကောင်လေးပြီးအောင်ခဏဆောင်းလိုက်ပါပြီးတော့ဆိုရင်တော့ကျွန်တော်တို့အဲ့ပုံမှာတစ်ချက်နေလိုက်မယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာပို့လိုက်တဲ့ file လေးဒီမှာရောက်နေတာ create ရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာသူ့ပုံမှာတစ်ချက်နေလိုက်မယ်โอเคဒါဆိုရင်သူကဒီမှာ mail လိုက်ပေါ့เนาะ create content under account ပေါ့เนาะအဲ့တော့ကိုယ့်ရဲ့ဒီ အီးမေးလ်တွေထဲမှာတိမ်းပါလားကိုရဲ့ဖုန်းထဲမှာတိမ်းပါလားဒါကိုချက်ရယူလို့ရတယ်ဖုန်းထဲမှာပဲတိမ်းမယ်ဆိုတော့ကျွန်တော်ဒီမှာ local ဆိုတာကိုယူလိုက်မယ်ပြီးရင် okay နဲ့ပေးလိုက်မယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဒီမှာကျွန်တော်တို့ importing လုပ်နေရလीတွေ့ရလိမ့်မယ်အဲ့ဒါလေးပြီးသွားပြီဆိုတော့ဒါကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာဒီ contact တွေကိုဒါကျွန်တော်တို့တုံ့လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဖုန်းလုံးထဲကနေတခြားဖုန်းထဲမှာကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုပြောင်းခြင်းနဲ့ဆင်ဒီနီလန်လေးတိုင်းအလွယ်တကူပြောင်းပြလို့ရပါတယ်ဟုတ်ကဲ့တော့ကျွန်တော်တို့ဒီဟာလေးပြီးအောင်ခဏစောင့်ကြည့်လိုက်မယ်โอเคဒါဆိုရင်ဒါကျွန်တော်တို့ဒီ finish importing ပေါ့เนาะဒီ content တွေကို ဒါ import လုပ်တာပြီးသွားပြီဒါဆိုရင်ကျွန်တော်တစ်ချက်သွားဆက်ကြည့်မယ်ဒီကိုရဲ့ content ထဲမှာရောက်နေပြီလားပေါ့နော်မာ content ကိုနေလာမယ် okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ခန်းနေရဖုန်းနဲ့ဟာဖုန်းနံပါတ်တွေဒီမှာရောက်လာပြီပေါ့နော် okay ပါဒီနေ့လာကျွန်တော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံးဖုန်းနံပါတ်တွေကူးပြောင်းခြင်းတဲ့သူတွေအတွက်အခုလိုအလွယ်တကူကူတောင်းလို့ကြပါတယ်